မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာသူယုတ်ခန္ဓာကြီးကမြင့်မြတ်တာမဟုတ်ဘူးစိတ်ဓာတ်မြင့်မြတ်လို့ရှင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ယုတ်ခန္ဓာကိုမြင့်မြတ်လို့မြင့်မြတ်တယ်လို့မဆိုရဘူးစိတ်ဓာတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှမြင့်မြတ်တယ်လို့ပြောရပါတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရက်တွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အများအကျိုးဆောင်ရွက်မှုတွေဟောပြောမှုတွေဒါတွေကိုပါရမီလို့ဒီလိုခေါ်ရပါတယ် အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတွေဆိုတာအလုံးသိတဲ့အတိုင်းပဲဘုရားလောင်းတော်ပါရမီ7ပါးလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့လုပ်ငန်းတွေအစပထမတုန်းကတော့ဒါနလူရန်ပိတ်ကန်းနေပါရမီ7ပါးထဲမှာဒါနအစဆုံးအဲ့ဒီဒါနပါရမီအစပြီးတော့ဒါနံသီလင်္ဆနိခမ္မပညာဝီရိယပင်စမံတို့ ဒါတွေကလေ့ကျင့်တာပေါ့လူတယောက်ဟာစွမ်းရည်တတ္တိထက်ဖို့အတွက်အများကြီးလေ့ကျင့်ရဘယ်ကိစ္စမဆိုထွချွန်တဲ့ပုံကိုယ်တွေကလေ့ကျင့်တဲ့ပုံကိုယ်တွေပဲဝါသနာပေါ်မှာအခြေခံပြီးတော့လေ့ကျင့်သွားကြတာစိတ်နေသဘောထားပေါ်မှာအခြေခံပြီးတော့လေ့ကျင့်တယ်အမတ်တမဲ့နေတဲ့ပုံကိုယ်တွေကထူးခြားတဲ့ပုံကိုယ်မဖြစ်ဘူးမိမိဝါသနာပါရတစ်ခုထူးထူးချွန်ချွန်ဖြစ်အောင် စိုက်လိုက်မတ်တာ ဇွဲကောင်းကောင်းနဲ့ဆွဲဆွဲမြဲမြဲလေ့ကျင့်သွားတဲ့ပုံစံတွေကထူးချွန်တဲ့ပုံစံဖြစ်တာ